ပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အကယ်၍ဇကားမှာတည်ငြိမ်တဲ့အချက်နဲ့ချစ်တတ်တဲ့စာရေးဆရာမလေးတယောက်နေရာကမြင်တွေ့ရမယ်ဆိုတဲ့မင်းမြတ်မို့ပါရုပ်တန်ဇာလန်တွဲကတဆင်းပရိသတ်ခင်မမှုကိုရထားတဲ့မင်းသမီးမင်းမြတ်မို့ကအကယ်၍ရုပ်ရှင်ဇကားကြီးမှာတည်ငြိမ်တဲ့အချက်နဲ့ချစ်တတ်တဲ့စာရေးဆရာမလေးတယောက်နေရာကမြင်တွေ့ရမယ်လို့ဆိုပါတယ်မေအနေနဲ့အကဲ့ရွေးဆိုတဲ့ဇကားထဲမှာကိုယ့်ရဲ့ချစ်သူကိုနားလည်ပေးရကောင်းပါလိမ့်ပေါ့။အေးဆေးပြီးတည်ငြိမ်တတ်တဲ့အချစ်နဲ့ချစ်တတ်တဲ့ဇာတ်ဆရာမလေးတယောက်နေရာကနေတယောက်ဆောင်ထားပါရဲ့။ ကိုကချစ်တက်ပြီးတော့တည်ငြိမ်သူပေါ့နော်ဇာကြီးကြာမှဆိုတော့အမြဲတမ်းစားတဲ့ဘက်အာရုံရောက်နေပြီးတော့ချစ်သူနဲ့တော့နည်းနည်းတိုက်မတူတဲ့ပုံစံမျိုးလေးပါရိုမန်အိမ်တော်ကြီးလေးလည်းပါနေတော့နည်းနည်းလေးလောင်ရမယ်ပေါ့နော်လက်ရှိ live တွေဖြစ်ပျက်နေရလေးတွေပါပါတယ်အရန်ချစ်ကြပေမဲ့တယောက်နဲ့တယောက်တိုက်မတူရင်ဆက်တွဲလို့မရတော့တာပေါ့အိမ်တော်ကြီးမှာခလေးမဆန်တင်တာပေါ့နော်လို့အကယ်မီမြင့်မြင့်မို့ကပြောပါတယ်ဒီမှာကတော့ဒါရိုက်တာပြေဖြိုးနိုင် PPN တို့ရိုက်ကူးမဲ့ဒီဇာကားမှာစိုင်းစီတွန်ခန့်နေထွတ် ဆိုပြီးသတင်းအကယ်ဒမီခင်စာကြီးကျော်မေပစီနဲ့အတူပါဝင်သေဆောင်မှာဖြစ်ပါတယ်။မင်းမြင့်မိုကတော့လက်ရှိရုပ်ရှင်ဇာတ်ကားကြီးတွေကိုဇက်တိုက်ရဲ့ကုလသူလည်းဖြစ်တယ်လို့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်းအထက်ငယ်ငယ်ရွယ်နဲ့လောက်ကိုင်းနေသူလည်းဖြစ်ပါတယ်။ပြည်သက်ကြီးတွေအမြောက်အတင်ဆက်ပြလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မဟာဝိဇ္ဇယဖရာမရုပ်ရှင်ကြောပွဲပေးနေတုန်းလာပြက်သွားတဲ့တာသားလေးကိုခိုင်နှင်းဝင်စီအနှံပေးခဲ့တဲ့တေယုတ်ဆောင်ထအောင်ဆိုင်မှာပရိသတ်ကြီးတေယုတ်ဆောင်ထအောင်ဆိုင်နဲ့တခြားလူပညာရှင်တွေပါဝင်တဲ့အဖွဲ့က ဒီနေ့ဇွန်လ26ရက်မနက်ကမဟာဝိဇယစီတော်မှာရုပ်ရှင်ဇာတ်ကားကတော့ပွဲပေးနေကြတော့တားလေးတယောက်ကသူ့ဖေရလာပြစ်ထားခဲ့လို့သိရတာကြောင့်သူကကုညီပြီးခိုင်နေဝယ်စီဖုန်းဆက်ပြီးဆက်သွယ်ပေးခဲ့တာပါအခုတော့အဆိုပါတားလေးကိုခိုင်နေဝယ်ကသက်ဆိုင်လူကြီးတွေရှေ့မှာပဲခေါ်ယူကုညီဆောင်ချပေးထားပြီးလို့သိရပါတယ်အဆိုပါတားလေးကိုဖျားဖူးနေတဲ့အန်တီတွေကတွေ့ရှိခဲ့ကြတာဖြစ်ပြီးဖခင်လို့ယူဆရတဲ့သူကလာထားပြီးပြန်ထွက်သွားတာတွေ့မိတယ်လို့ပြောခဲ့ကြတာဖြစ်ပါတယ်ပရိသတ်ကြီးတွေညှဝေတင်ဆက်ပေးလိုက်ပါတယ်နော် မင်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့ကမ်မီယာဇလန်ပုံစံဝိစာတစ်ကွင်းဇလန်တွေကတော့ဝယ်ပေးတဲ့အခမ်းအနားချင်ပါတယ်ဆိုတဲ့တင်လေးပါခွန်တာချိုထော်လိုကြီးကကမ်မီယာဇလန်ပုံစံဝိစာတစ်ကွင်းဇလန်တွေကတော့ဝယ်ပေးခမ်းနားကိုယနေ့ဂျွန်လ26ရက်နေ့နဲ့9နာရီကရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိနေတဲ့မှာဝိစရာဖျားမှာကျင်းပခဲ့ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေမှာဆိုရင်တဘာဝတရားကြီးကပေးရဲ့လက်ဆောင်လေးဆိုတာရှိတယ်။ဥပမာမိုးချိုးသွားလို့တစ်မွေးလို့ဆိုတာရှိတယ်။တစ်ပင်ကသူ့လိုလိုဖြစ်လာတာ ဒီတစ်ကွင်းတစ်ကွင်းကလူတယောက်ရဲ့လက်ထက်ရောက်လာရင်ဘယ်လောက်ထိအစွမ်းထက်လဲတီလာလုံရင်ဘယ်လောက်ထိအချိုးပြူလဲတီလာမလုံရင်ရောပေါ့အစိုးနဲ့အကောင်ပါရီဖြစ်နိုင်တယ်ဆိုတာဂမ်ဘီယာဆန်ဆန်ပုံဖော်ကြမှာဖြစ်တယ်လို့တေယုတ်ဆောင်ခွန်တာချူကပြောပါတယ်ဒီဇက်လန်တွဲရဲ့ဇက်လန်ဆက်ညွန့်ကိုခွန်တာချူဒါရိုက်တာလက်ထောက်အောင်ကျော်တန်ဒါရိုက်တာတင်ကတာရိုက်ကူပြီးတော့တေယုတ်ဆောင်ထောင်ရှိုင်းခွန်တာချူခိုင်နိုးရုံးဝင်လွာအောင်မောင်မောင်မျိုးတန်ကိုစာလီဟန်မြင့်ကိုစိမ့်တတာစနိုးမေအင်ဂျယ်ချူဘိုမဆူဝေလွင် အိမ်ချူပွင့်ညိုမီချစ်စနုရွန်းခင်ခင်မုံမုံနဲ့ခြားတယောက်ဆောင်များစွာဖြင့်ကလေးတယောက်ဆောင်ပြည်လင်းကျော်ပီတိရွန်းလေးကောင်းကောင်းတို့ကပါဝင်ကြမှာဖြစ်ပါတယ်။အပိုင်း၁၉ပိုင်းစာပါဝင်မဲ့ဝိဇာတက်ကွင်းဇလန်းတွေကိုမကြခင်မှာ Fortune TV ရုပ်သံလိုင်းကနေထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးတွေအမြောက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ဟာတဆလန်းပုံစံမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premium Show အခမ်းအနားကျင်းပတယ်ဆိုတဲ့သတင်းလေးပါ The Reflin Production ကဟာတာဇလန်ပုံစံမင်္ဂလာပွဲရုပ်ရှင်စကားကြီးရဲ့ပရီးမီယာရှိုးပွဲအခမ်းအနားကိုယနေ့ဇွန်လ25ရက်ညနေပိုင်းကရန်ကုန်မြို့တမရအစင်းမြို့ရှိုးမှာကျင်းပခဲ့ပါတယ်။ဒီစကားထဲမှာမေလေးကရတနာမြန်းဆိုတဲ့ကောင်မလေးနေရာကနေပါဝင်ထားပါတယ်။ချစ်သူလက်ထက်လိုက်တဲ့လက်တွဲပေါ်ကတော့ဘယ်သူကိုရွေးချယ်လိုက်လဲဆိုတာစကားယုံတင်လာကြည့်ပေးပါလို့ပြောချင်ပါတယ်။ပရိသတ်တွေပြောရှင်ရေမောစီမဲဟာတာဇလန်လေးကိုလာအားပေးချပါအောင်လို့ဆိုပါတယ်။ အကယ်မီမင်းမြင့်မကပြောရတဲ့အဆိုပါစကားကိုတော့ဇလန်မင်းကိုဆိုနတ်တန်ကွင်းစညုံရန်နိုင်ထွန်းတားမြင့်ရွှေနဲ့မောင်သက်စာတွဲဖက်ဒါရိုက်တာနေလင်းဒါရိုက်တာကိုစောအယုံဦးကရက်ကူးပုံဖော်ထားဖြစ်ပါတယ်တရုတ်ဆောင်နေဖြစ်တဲ့အကယ်မီနေဝင်းတိုင်ရွန်ခင်လိုင်းအကယ်မီမင်းမြင့်မအကယ်မီချူလေးအကယ်မီဆိုမြတ်သူစာဇော်ဝင်းနိုင်မန်တွက်လက်အစင်းမျိုးမမီသက်စူပါလင်းဇက်ကိုဟန်လှမျိုးတင်စာနယ်အေတီတာမောင်ကင်းပိယအစားတွေပါဝင်ထားကြပါတယ် မင်္ဂလာပွဲရုပ်ရှင်စကားကြီးကိုတော့လာမယ့်ဇွန်လ29ရက်နေ့မှာမြန်မာတပီလုံးမှာရှိနေတဲ့အဆင့်မြင့်ရုပ်ရှင်ုံတွေမှာရုံတင်ပြသမှာလည်းဖြစ်ပါတယ်ဖြစ်ပါတယ်ပရိသတ်ကြီးတဲ့အမြောက်ကိုတက်ဆက်ပေးလိုက်ပါတယ်နော်ခုတင်ဆက်ပေးစင်တာကတော့တရုတ်ခရိုနီစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့မြင့်မြတ်ရဲ့မိန်းမပါဆရာပရိသတ်ကြီးမြင့်မြတ်ကတော့အောင်မြင်နေတဲ့ထိတ်တန့်မှုပညာရှင်တယောက်ဖြစ်ပြီးပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိတော်သူလေးပဲဖြစ်ပါတယ် မြန်မြန်ကတော့တဘာဝကျတဲ့ဇယုတ်တွေပြည်ပြင်းတဲ့တရုတ်ဆောင်မုံတွေကြောင့်အကယ်ဒမီစုတွေကိုစုကူးနိုင်တဲ့အထိအောင်မြင်နေတဲ့အမှုပညာရှင်တယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဗီဒီယိုတရုတ်ဆောင်မြန်မြန်ကတော့1986ခုနှစ်ဩဂတ်လ9ရက်နေ့မှာအဖောက်ဦးမြင့်ကျော်အမိဒေါ်မီမီခိုင်တို့မှအင်းစိန်မြို့နယ်ရန်ကုန်မှာမွေးဖွားခဲ့ပါတယ်။မြန်မြန်ရဲ့နာမည်အရင်ကတော့မျိုးမင်းအေးဖြစ်ပြီးမောင်မလေးယောက်ရှိတဲ့အနက်မှာအကြီးဆုံးသားလည်းဖြစ်ပါတယ်။တရုတ်ဆောင်လောကကို2006မှာဝင်လာခဲ့ပြီးတော့ပထမဆုံးရိုက်ကူးတဲ့ဇာတ်ကားကမိတွေဇာတ်ကားဖြစ်ပါတယ်။ 2014ခုနှစ်မှာယုံတင်ခဲ့တဲ့ဟာသာစကားဖြစ်တဲ့ကိုတင်းနုစုပါရဲ့ကွက်မှာလည်းလူကြိုက်များခဲ့ပါတယ်။အိမ်နောက်မှာတော့2015ခုနှစ်မှာချက်ဆက်အိမ်2016မှာကိုဆွလူနိုင်2019မှာရာဇဝင်ရိုင်းသူများဒေါ်ကြည်ကန်2018မှာပေါ်ပေါ်ကားထော်ဒါငဖြူ2019ခုနှစ်မှာကြ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 ာအချက်ဆုံး crash ယူမဘော်ကကြားရဲမြက်ကြီးခရီးဘာလာလာ2020မှာမိုက်မဲချစ်မော်ကျောက်စာဘေညာဘေညာအစားရှိရုပ်ရှင်စကားအများစွာကိုရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ် င်းမြဲရဲ့ကြော်ကြားရဲ့ရုပ်ရှင်ုံလေးရုပ်ရှင်တွေကတော့ကျွန်းပေါ်ပေါ်ကားတော်ကြ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 အချစ်ဆုံး crush အစရှိရုပ်ရှင်များဖြစ်ပါတယ်။ဒါပြင်မြင်းမြတ်ကမြမရုပ်ရှင်ထူးချွန်စု၃စုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။၂009ခုနှစ်မှာကြောက်ဆက်ရုပ်ရှင်ဇာတ်ကားနဲ့၎င်း2016မှာမော်ကြောက်စာရုပ်ရှင်ဇာတ်ကားနဲ့၎င်းအကောင်းဆုံးအမျိုးသားဆက်ဆောင်စုကိုရရှိခဲ့ပါတယ်။2019ခုနှစ်မှာတော့ကျွန်းဆိုတဲ့ဇာတ်ကားနဲ့အမျိုးသားဆက်ပုတ်စုကိုရရှိခဲ့ပါတယ်။ 2009ခုနှစ်မှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့ကြောက်စက်ရေးဇာတ်ကားကိုတော့ဒါရိုက်တာဝိုင်းရိုက်ကုတ်ခဲ့ပြီးမင်းသားရှင်အောင်မင်းသမီးဆိုမြင့်သူစား Twin Dragon မိသားစုနဲ့အတူရိုက်ကုတ်ခဲ့ပြီးမိဘမေတ္တာပွဲဇာတ်ကားတကားဖြစ်ပါတယ်2016ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့မော်ကြောက်စာရုပ်ရှင်ဇာတ်ကားကိုတော့2018ခုနှစ်အောက်တိုဘာ9ရက်နေ့မှာထုတ်ဝေခဲ့ပြီးမင်းသားတူတူဇန်ထွန်းထွန်းမင်းသမီးရွှေမုံရည်တီမင်းမြတ်မိုးနဲ့အတူရိုက်ကုတ်ထားတဲ့ဇာတ်ကားကောင်းတကားဖြစ်ပါတယ် မင်းမြက်ကအကူကြီးရိုင်းမင်းစိတ်အပြည့်ရှိသူတူဖြစ်ပြီးတော့အချစ်ဆုံးတငယ်ချင်းတွေလည်းရှိပါတယ်။အစရောတယောက်ဆောင်နဲ့ဒါရိုက်တာယုံလေးကလည်းအတော်ရင်နေပါတယ်။ဒါပြင်ဇဘုတ်တယောက်ဆောင်ကင်းကြီးဟာသာတယောက်ဆောင်ခင်လိုင်နုနဲ့လည်းခင်ခင်မင်မင်ပေါင်းလေးရှိပါတယ်။မင်းမြက်ကရုပ်ရှင်အတတ်ပညာမှာထူးချွန်သူတယောက်ဖြစ်ပြီးကြာရာဆက်ရုပ်ကိုပြပြစွာတယောက်ဆောင်နိုင်သူလည်းဖြစ်ပါရဲ့ရှင်။2019ခုနှစ်မှာယုံတင်ခဲ့တဲ့ဒါရိုက်တာဝိုင်းရိုက်ကူတဲ့ခရီးဆက်ကဒါရိုက်တာကုဇော်အာယုံကူရိုက်ကူတဲ့ဘာလာလာဇကားတွေကလူကြိုက်များခဲ့ပါတယ်။ ပြီးခဲ့တဲ့2020ခုနှစ်မှာတော့ရုံတင်ခဲ့တဲ့မင်းသမီးဖွဲ့ဖွဲ့နဲ့အတူရိုက်ကူးခဲ့တဲ့ဖဲညာဖဲညာရုပ်ရှင်စကားအောင်မြင်ခဲ့ပါတယ်2019ခုနှစ်မှာတော့မက်ခင်တူတူအောင်နဲ့လက်ထပ်ခဲ့ပြီးချစ်စရာကောင်းတဲ့မြတ်သူဆိုတဲ့သားလေးတယောက်လည်းပိုင်ဆိုင်ထားပါတယ်2021ခုနှစ်မှာတော့တမီးဦးလေးကိုထပ်မံမွေးဖွားနိုင်ခဲ့ပါတယ်မြန်မာကမြန်မာနိုင်ငံရဲ့ထိပ်တဲမင်းသားတစ်လက်ဖြစ်သူ ဖြစ်တဲ့သူရဲ့ဝင်ငွေကတော့တစ်နှစ်ကိုအမေရိကန်ဒေါ်လာ9တန်းနဲ့အထက်ရှိပါတယ်။မြန်မာရဲ့ဇနီးတွေကလည်းတရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့သမီးဖြစ်တာကြောင့် သူ့ရဲ့ဇနီးရဲ့ပိုင်ဆိုင်မှုတွေကလည်းမြန်မာနိုင်ငံမှာလက်ညှိုးထိုးမှုတွေများပြားလာပါတယ်။မြန်မာကတော့အချမ်းသာတဲ့မိသားစုကလေးတစ်ခုကိုတိစောက်ထားနိုင်ပြီးချစ်စရာကောင်းလုံးနဲ့သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။မြန်မာရဲ့သားလေးမြတ်သူကတော့ချစ်စရာကောင်းတဲ့ပုံစံလေးအကြောင်းပရိသတ်တွေရဲ့အသေးကြော်လေးဖြစ်နေသူပါပဲ။မြန်မာရဲ့သားလေးမြတ်သူလေးကတော့အခုဆိုရင်တဖြည်းဖြည်းရွယ်ရောက်လာပြီးဖြစ်ပြီးတော့အသေးအစရာကောင်းအောင်ချစ်စရာကောင်းလုံးနေခဲ့တာပဲဖြစ်ပါတယ်။ဆရာတို့ပရိသတ်ကြီးတို့အများကြီးတင်ဆက်ပေးလိုက်ပါတယ်နော်။ အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တည်းကြီးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့စက်ဒီမမ YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်